ားလုံးပဲမင်္ဂလာပါ။တို့စတေးရက်စတေးရက်နေ့အတွက်ပါနော်။စတေးရက်နေ့အတွက်ကတဲ့မပြောခင်လေးမှာကျွန်တော်တို့ဒီနေ့ဆယ်ရက်နေ့မှာကညနေကျမှပေါ့နော်။အဲမိသွားတယ်ပေါ်อ่ะပြောရနော်တဏီကုံ3တော့ပြောထားတာเนาะတဏီကုံ3อ่ะมาလို့ပြောထားပြီးသားပြီးတော့ကျမရဲ့ငားလုံးအခွေပေါ့เนาะငားလုံးအခွေအပူပါကက်ကဒါဒုတိယအကြိမ်အောင်သွားတာ 60ဆိုပါဒုတိယအကြိမ်အောင်သွားတာအဲ့ဒီမှာနော်အဲ့မှာပြထားရဲအဲ့ဒီကောင်ကဒါဒုတိယအကြိမ်အောင်သွားတဲ့အတွက်ကြောင့်မို့ဒီငါးလုံးအခွေကတ်သုံးပြူနေတဲ့သူတွေကရက်လို့ရပြီရက်လိုက်တော့နော်နောက်ထပ်တစ်ကြိမ်ထပ်ထွက်ဖို့ရာကမေးပြီးဖြစ်သွားပြီနော်ဒါကြောင့်မလို့ရက်လိုက်တော့ ပြီးတော့ဗုဒ္ဓဟူးမကျော်ပတိအသုံးပြုနေတဲ့သူတွေနော်ဗုဒ္ဓဟူးမကျော်ပတိအသုံးပြုနေတဲ့သူတွေကဆက်သွားပါသူပဲကျန်တော့တယ်နော်အဲ့အလေးပဲကျန်တော့တယ်ဆက်သွားဆက်သွား 5D 5D နော်ဆက်သွားမယ်ဆက်သွားမယ်ဖရီးသမားတွေက free ပေါ့เนาะ free ကိုကျွန်မပြောထားတယ် လိုက်ရမဲ့ဘောနမွေးကနေပေါ့နော်လိုက်ရမဲ့ဆိုတာမွေးကနေနေအဲ့ဒီကောင်နေဆက်သွားလို့ရတယ်နော်ဆက်သွားလို့ရပါတယ်အဲ့တော့မင်းပြန်ကဗုဒ္ဓဟူးနေ့ဖြစ်တဲ့အတွက်ကြောင့်မလို့အဟွမ်ဂျော်ကန်ရဲ့နေလေးပေါ့နော်သူ့ရဲ့နေလေးဖြစ်နေပါတယ်သူ့ရဲ့နေလေးကိုဆွဲမလျှော်ပါနဲ့နော်ဆွဲမလျှော်ပါနဲ့ ဆက်ပြီးတော့သွားမယ်အဲ့တော့နေကုန်ပတိကကြတော့နေတဲ့သမားတွေကနေကုန်ပတိ6 9တနေကုန်เนาะတနေကုန်မှာ15303အဲ့ဒါအကက်ခွေ15303အကက်ခွေပတိက6 9တနေကုန်3เนาะအဲ့တော့ နေတိုက်သုံးတဲ့သူတွေကကိုယ့်ရဲ့နေတိုက်ကိုပဲသုံးအဲကက်တီကိုသုံးတဲ့သူတွေကကိုယ့်ရဲ့ကက်ကိုပဲသုံးနော်လမ်းကြောင်းမလွဲသွားစေနဲ့နော်ကိုလမ်းကြောင်းလေးကိုသွားအဲ့တော့ကျမရဲ့ဗုဒ္ဓဟူးမကျော်ပတ်တီကိုအသုံးပြုနေတဲ့သူတွေကတော့အာလိုက်နေရဆိုတော့ကြာပါဘောနော်ဒါဒီခုနေကြမှာဆိုတော့နည်းနည်းအမျက်တော့ရမှာပါဘူဝါနဲ့နော်ဘာဖြစ်လို့ဆိုတော့ကိုရတင်လာပြီလေနော်တင်ရတော့မှာ ဇာရွေးကိုဇာရွေးခုံတာဆိုတော့အောင်းတော့မှာအောင်းတော့မှာဘိုင်ဘိုင်